နိုင်ငံရေးစီးပွားရေးလူမှုရေးမြန်မာနဲ့တန်ရာဇတာကဏ္ဍစာရန်တွေကိုကင်ပီနဲ့ဖမ်းမြို့မှာကျင်းပနေတဲ့လူမျိုးရေးအလိုက်အမျိုးသားဆင်နိုင်ငံရေးဆွေးနွေးပွဲမှာဖတ်ကြားတင်ပြခဲ့ပါတယ်။ဦးကျော်စိုးသတင်းပေးပို့ထားပါတယ်ရှင်။ဖမ်းမြို့မှာဇန်နဝါရီလ16ရက်နေ့ကနေ20ရက်နေ့ထိတောင်းတာကျင်းပနေတဲ့လူမျိုးလိုက်အမျိုးသားဆင်နိုင်ငံရေးဆွေးနွေးပွဲပထမနေ့မှာကရင်တိုင်းသားတွေရဲ့နိုင်ငံရေးစီးပွားရေးလူမှုရေးမြန်မာနဲ့တန်ရာဇတာကဏ္ဍဆိုင်ရာစာရန်တွေကိုဖတ်ကြားတင်ပြသွားခဲ့တာပါ။ဒီနေ့ကျင်းပတဲ့ပထမကြိမ်ကရင်မျိုးသားနိုင်ငံရေးဆွေးနွေးပွဲဟာ အခွဲစည်းလိုက်ကန္ဓာလိုက်အစုဖွဲ့လိုက်ဒေသလိုက်ကိုယ်စလဲအားလုံးပါဝင်တဲ့စုံကြီးအစည်းဝေးပြီးဖြစ်ပြီးစုစည်းထားသောအစိုးပြုစာတမ်းများကိုတင်သွင်းရေးကရင်မျိုးသားများရဲ့အမြင်သဘောထားများကိုရယူအတည်ပြုမှဖြစ်ပါတယ် ကရင်မျိုးသားတွေရဲ့နိုင်ငံရေးကဏ္ဍဆိုင်ရာလှုပ်ခွဲမှာဒီမိုကရေစီနဲ့ Federal Snick ကိုအခြေခံပြီးပြည်ထောင်စုတည်ဆောက်ဖို့အခြေခံရမယ့်လမ်းညွန်အခြေခံမူစာတမ်းစစ်ဘေးဒုက္ခသည်တွေနဲ့ပြည်တွင်းနေရဆွတ်ခွာခဲ့ရတဲ့ကရင်တိုင်းသားတွေကိုပြန်လည်နေရာချထားရေးနဲ့ပြန်လည်ထူထောင်ရေးဆိုင်ရာအခြေခံမှုနဲ့လူမှုရေးဆိုင်ရာမူဝါဒစာတမ်းမြေယာနဲ့တရားစတာနဲ့ပတ်သက်ပြီးသုံးဆွဲခွင့်ခန်းစားခွင့်စီမံကတ်ကွဲပိုင်ခွင့်နဲ့ဆုံးဖြတ်ပိုင်ခွင့်တွေအတွက်အခြေခံမှုတွေကိုရေးဆွဲထားတဲ့စာတမ်းပါဝင်စီးပွားရေးကဏ္ဍဆိုင်ရာစာတမ်းတွေကိုဖတ်ကြားသွားခဲ့တာပါ။ ဖန်မာကျင်းပနေတဲ့လူမျိုးကိုအခြေခံတဲ့အမျိုးသားအစ်နိုင်ငံရေးဆွေးနွေးနေတာပထမဆုံးအကြိမ်ကျင်းပတာဖြစ်သလိုကရင်တိုင်းသားတွေဟာပထမဆုံးဆွေးနွေးတဲ့တိုင်းသားတွေလည်းဖြစ်ပါတယ်။ကျွန်တော်တို့ကရင်မျိုးသားတွေရဲ့တောင်းဆိုမှုကသဘောထားပြော့ပြောင်းရမယ်။ကြောင်းကျိုးစီလျမှုရှိရမယ်။အများအတွက်အကျိုးရှိရမယ်။ကျွန်တော်တို့ကရင်လူမျိုးတွေမကောက်ဘူး။ကျွန်တော်တို့ဒီတိုင်းပြည်မှာရှိတဲ့ ဘဝရတိုင်းသားတွေအားလုံးပြည်သူတွေအားလုံးလက်ခံနိုင်တဲ့ဘဝအကျိုးစီးပွားကိုကျွန်တော်တို့ခေါ်ဆောင်နိုင်ရမယ်ဆိုတဲ့သဘောထားနဲ့ကြီးမားချက်နဲ့ကျွန်တော်တို့ခေါ်ဆောင်နိုင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့တန်ပြာငြိမ်းချမ်းရေးကိုရရှိမယ်လို့ကျွန်တော်တို့ခင်မျိုးသားတွေနဲ့ယုံကြည်တယ် ဒီဆွေးနွေးပွဲကိုကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ KNU, KNUPC, DKBA နဲ့ကရင်နိုင်ငံရေးပါတီ၅ပါတီပါဝင်ကရင်ကောင်းဆောင်တွေကရင်လူငယ်အဖွဲ့တွေကရင်အရက်ဘက်လူမှုအဖွဲ့အစည်းတွေကရင်တိုင်းရင်းသားကျွမ်းကျင်ပညာရှင်တွေတက်ရောက်ခဲ့သလိုအခြားသောတိုင်းရင်းသားအဖွဲ့ကောင်းဆောင်တွေနဲ့ကိုယ်စားလှယ်တွေကုလသမဂ္ဂတာမတ်တွေနဲ့နိုင်ငံတကာအဖွဲ့အစည်းကကိုယ်စားလှယ်တွေလေ့လာသူတွေပါဝင်ကိုယ်စားလှယ်ပေါင်း900ကျော်တက်ရောက်ခဲ့တာပါ။ တော့ရတာကျင်းပါမယ်ဒီရှုနေဘက်ကရက်လောက်တွေကို၈လတွေမှာကျင်းပါမယ်27ရာစုပြည်ထောင်စုငယ်ချင်းညီလာခံမှာတင်ပြသွားမှာပါကျွန်တော်ကျော်စိုးဖန်ကနေသတင်းပေးပို့ထားပါတယ်